အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့6သိန်းကျော်မှာ global version လေးဖြစ်ပြီးတော့လူကြိုက်အများဆုံးအယောင်ရဆုံးဖြစ်နေတဲ့ Redmi Note 14 4G လေးကိုကျွန်တော်တို့ဇက်ရဲ့ပုံစံတိုင်းအသေးစိတ် review လုပ်ပေးထားပါတယ်ဗီဒီယိုမစခင်ကြိုပြောချင်တာကတော့ပုံမှန်တိုင်းပါပဲကျွန်တော်တို့ဗီဒီယိုတွေဟာရှည်တဲ့အတွက် time stamp တွေထည့်ပေးထားပါတယ်ကိုကြည့်ချင်တဲ့အပိုင်းကိုရွေးချယ်ပြီးတော့ကြော်ကြည့်လို့ ရပါတယ် YouTube မှာပေါ့နော်ကဲအဲ့တော့စလိုက်ရအောင်ပါပထမဆုံးအနေနဲ့ Note 14 4G ကတော်တော်များများလေးသိပါတယ်ဟိုထွက်လာပြီဟဲ့ဆိုရင် official global ပဲဖြစ်ဖြစ် time global ပဲဖြစ်ဖြစ် Note 11 4G Note 10 4G Note 12 4G Note 13 4G ကဘယ်လိုပြောမလို့အဲ့ဒီကျွန်တော်တို့အရင်တော့4သိန်းပေါ့ဗျာအခုတော့6သိန်းကျော်ဖြစ်သွားတော့4သိန်း6သိန်းဝန်းကျင်ဈေးတန်းတစ်ခုမှာထွက်လာပြီဆိုတာ ਨੇ ဒီ note number ရဲ့ 4G series အရောင်းရဆုံး model ဈေးတန်တဲ့ model တွေမှာပါတယ်ဒီနေ့ထွက်လာတဲ့ Note 14 4G ကလည်းအာဘလိုပဲပြောပြော official global 6128 gig ဝင်မယ်ဆိုရင်တော့6300 thain global ဆိုရင်တော့8256ရနိုင်နေပေါ့နော်အဲ့တော့အဲ့ဈေးတန်းမှာအခြား brand တွေပဲရှင်းရှင်းဒီကောက်မှာပါဝင်တဲ့ G99 Ultra ကကျွန်တော်တို့စမ်းတလောက်အနေထားမှာလဲ daily drive သုံးတဲ့နေရာမှာတော်တော်အဆင်ပြေတယ်လို့တချို့ gain တွေမှာဆိုရင် solo ရတယ်ပေါ့ဗျာအရင် heavy user အတွက်မဟုတ်ဘူးဆိုရင် solo ရတဲ့အနေထားရှိတာကိုတွေ့ရတယ်ဘတ်တီစားတဲ့နှုန်းအနေနဲ့ဆိုရင်ဒီ daily drive တွေကိုကျွန်တော်တို့သုံးဖို့အတွက်ဆိုရင် average ပြည့်မြအားဖြင့်ကျွန်တော်တို့အခန်းဘူးချိန် 33ပေါ့နော်33ဒီဂရီဆက်စီယက်ကအပူဆုံးပဲအနည်းဆုံးက30ဒီဂရီဆက်စီယက်ဝန်းကျင်ဆန်းခဲ့တဲ့အနေအထားတွေရတော့ social media သုံးမယ်ဟေးဆိုရင် ဒီကောင်က battery 7%ကအနည်းဆုံးအများဆုံး9%အထိပဲကုန်တာကိုတွေ့ရတယ်။ Zoom meeting လိုမျိုးဒါမှမဟုတ် Messenger video call တွေ call မဲ့ဟိဆိုရင်တော့ဒီကောင်ရဲ့ battery ကုန်တဲ့နှုန်းက12ရာခိုင်နှုန်းဝန်းကျင်လောက်တနာရီကိုကုန်မဲ့အနေအထားမှာရှိတယ်။အပူကတော့မတက်ဘူးလို့ပြောလို့ရတယ်။ဘာလို့ဆိုကျွန်တော်တို့စမ်းတဲ့အနေအထားဒီဖုန်းကိုဒီတိုင်း plain ကင်ပြီးတော့စမ်းတာတောင်ကင်ကောင်းကောင်းကင်ပြီးတော့ ဒီစံတက်လို့ရခဲ့တယ်ဗောဗျာဂိမ်းဆော့တာပဲဖြစ်ဖြစ်ပါညာကိုပြောတာနောက် big quality အသားနာဒီဖုန်းကိုပြောရရင်ဒီကောင်ရဲ့ frame ဘောင်တွေကဒီနှစ်မှာတော့ဟို plastic ဆိုရတဲ့ aluminum composite ကိုသုံးပေးထားတော့ပို့ပြီးတော့မိုက်လာတဲ့အနေထားမှာရှိရဲ design အသွင်ပြင်အသားနာတော့ နှုတ်တွဲစီးရီးယားထွက်ခဲ့တဲ့ဒီဇိုင်းပုံစံမျိုးပဲအခုကရှိ Note 14 4G မှာလည်းကင်မရာဘက်အနေထားပညာအားလုံးအတူတူပဲအကျန်းခံနိုင်တာတော့ Note 13 4G တဲ့ Note 14 4G မှာဆိုရင်ရှေ့မျက်နှာပြင်မှာ Corning Gorilla Glass Pipe ပါလာတာကတော့ပိုကောင်းလာတဲ့အချက်ဖြစ်ပါတယ်ဘက်ထရီ9500 mAh ကို33 watt နဲ့အားသွင်းတဲ့နေရာမှာလည်းအားရချိန်နဲ့ဆရာတော့ကောင်းတယ်ဗျာသူတို့ကြော်ညာသလိုကတော့ အ40မိနစ်နဲ့တော့အားမဝင်ပါဘူးကျွန်တော်နောက်မှဆန်းထားတဲ့အသေးစိတ်လေးပြထားတယ်အဲ့မှာဆိုရင်ဒီကောင်းရဲ့9500 mAh ကိုကျွန်တော်73ခိုင်နှုန်းအကြံအနေအားသွင်းတာ82မိနစ်ကြော်ကြော်တွင်းရတဲ့အနေထားတွေ့ခဲ့ရတယ်ဗောနော်အဲ့တော့82မိနစ်တွင်းရမှာဒါ speed up နဲ့တွင်းတာနော်ဟိုပုံမှန် normal ချက်တောင်မဟုတ်ဘူးသူ့မှာပါတဲ့ turbo ချက်အမြင့်ဆုံးရတဲ့ဟာကိုစက်တင်ထားပြီးတွင်းတဲ့အနေထားမှာဆိုရင်တော့82မိနစ်ကြော် တွင်းရတာပါပေါင်ဝင်တဲ့ကင်မရာဆက်ရက်တွေက main ကင်မရာကဒီဈေးဝင်ချင်းအဲအနည်းဆက်ဆုံးပြောရင် Hot 50 Pro Plus main camera ထက်ဒီကောင် main camera ကကောင်းတယ်အဲ portrait တွေရိုက်တာနောက်ဒီကျွန်တော် studio တွေကအရုပ်တွေရိုက်တဲ့နေရာမှာလည်းအယောင် color အနေနဲ့ဆိုရင် vivid ဖြစ်တဲ့ back ကိုသွားပြီးတော့ detail လေးကောင်းကောင်းရတာကိုတွေ့ရတယ်ဒီ camera ရဲ့မကောင်းတဲ့အချက်ကကြတော့ night shot တွေမှာအရင်ကြီးမကောင်းသလို selfie camera 20 megapixel ကလည်း တော်နီးမဲ့ကပြည့်စက် selfie camera ပါတယ်ပဲရှိတာအရင်ကြီးတော့မမျော်လင့်ပါနဲ့အမကောင်းဘူးပေါ့နော် selfie camera ကတော့ main camera ကတော့တူတူတန်တန်ဒီစည်းတန်းဝင်းကျင်မှာရှိတဲ့ဖုန်းနေတဲ့ဒန်းတူမှုံရင်တော့တော်တော်အဆင်ပြေတဲ့ပုံထွက်ကိုရနိုင်တဲ့ camera ပါတယ်လို့ ပြောလို့ရတယ်ဒီကောင်မှာ weight short သွားတာ air power glass မပါတော့ဘော air power sensor မပါတော့108 megapixel 2 megapixel depth sensor 2 megapixel macro ပဲပါတယ်အဲ့တော့ main camera ကအလင်းရောင်ကောင်းကောင်းရှိတဲ့နေရာမှာရိုက်အဆင်ပြေတဲ့ပုံထွက်ကိုရနိုင်တယ်ပုံမှန်တိုင်း daily drive သုံးမဲ့သူတွေ manager မိခွန်းတွေကိုထည့်ပြောရရင်ပထမဆုံးအနေနဲ့ Google Surface ကပါပြီးသားပေါ့နော် Thai Global ပဲဝယ်ဝယ်ကျွန်တော်တို့ official Global ပဲဝယ်ဝယ် Google Surface အဆင်ပြေပြေသုံးလို့ရမယ် notification တွေနောက်ကျတာမရှိဘူးနောက်တစ်ခု အမဖြစ်မနေထည့်ပြောစရာရှိတာကဘာလဲဆိုတော့ကျွန်တော်တို့အာသွင်းနေပေါ့နော်ညာပိုင်းအာသွင်းတရားရခိုင်တော့အပြည့်အာသွင်းပြီးမနဲ့ကြီးလိုက်တဲ့အချိန်မှာ percentage ရော်လာဆိုတာဒါအစ်စ်ကိုပဲကျွန်တော်တို့ဆန်းတဲ့အနေထားမှာအာကျွန်တော်တို့ညာကိုတရားရခိုင်တော့အာပြည့်သွင်းပြီးတော့မနဲ့ပြစ်ထားလိုက်တဲ့အချိန်မှာဆိုရင်၈နာရီလောက်ပြစ်ထားတဲ့အနေထားမှာ 4% 5%ရောတာမျိုးကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကိုကတကယ်လို့ Note 14 4G ကင်နေလို့ညော့နေတဲ့ဟိဆိုလဲဟိုစိတ်မညစ်ပါနဲ့အဲ့ဒါပုံမှန်ပဲပေါ့နော်ဘက်ထရီက drain ပါတယ်ကျွန်တော်ဘာမှမလုပ်ဘူးဖုန်းကိုဒီတိုင်းပစ်ထားတာ7နာရီလောက်ကြာလို့သွားကြည့်လိုက်တော့ဘက်ထရီက300ခန်းလုံးဒါမှမဟုတ်400ခန်းလုံးတခါလေးကျရင်600ခန်းလုံးတော့ညော့တဲ့ဖုန်းမျိုးတွေကျွန်တော်တို့တွေ့ဘူးပါတယ်အဲ့တော့အဲ့ဒါတော့ပုံမှန်အနေထားဒီကောင်ပါလေကျွန်တော်စမ်းနေနေထားမှာကျွန်တော်ကတော့9နိုင်လောက်ပြစ်ထားလိုက်တာ3%လောက်ညော့နေတယ်ပေါ့နော်။ဘာလို့ဆိုကျွန်တော်အိန်းဒီကညပိုင်း နှစ်နာရီကြီးခွဲကကျွန်တော်ပြစ်ထားလိုက်တာမနေ့ကျွန်တော်၈နာရီခွဲတော့ကြီးလိုက်တော့ဒီဖုန်းဒီ3% automatic battery drain နေတာတွေ့ခဲ့ရတယ်ဗောနော်အဲ့တော့ဟိုအဲ့လိုဖြစ်နေတဲ့ဟိတ်ဆိုလဲစိတ်မညစ်ပါနဲ့ဖြစ်မှာပါမဖြစ်ချင်ဘူးဆိုရင်ဖုန်း power ပေးပြီးအိပ်ပါအဲ့ဒါဆိုရင်တော့မဖြစ်ဘူးဗောနော် now call recording ဗောနော် call recording ကလည်းဒီနားမှာပြောစရာရှိတာကထိုင်းလုံးဗောနော်ထိုင်းနိုင်ငံမှာနေတဲ့သူကဒီ Redmi Global ဒီကောင် Note 14 4G ကိုဝယ်တယ်ကောရကောရာပြောတယ်ဟိဆိုရင်အဲ့ထိုင်းအလုံးနေကအတန်ဖန်းနေပါပြီလို့မအော်ဘဲနဲ့သုံးလို့ရပါလိမ့်မယ်မြန်မာပြည်သူများတကယ်လို့ဝင်လာတဲ့ထိုင်းလုံးဝယ်လာရင်လေဝယ်လိုက်ရင်လေအတူတူပဲအတန်ဖန်းနေပါသည်လို့မအော်ဘဲနဲ့သုံးလို့ရမယ်ဒါပေမဲ့ကျွန်တော်မြန်မာ official အလုံး global အလုံးကိုဝယ်ရင်တော့အဲကော recording သုံးရင်အတန်ဖန်းနေသည်လို့အော်ပါမယ်ဒါကကျွန်တော် daily drive မှာမဖြစ်မနေတည်တည်နဲ့အချက်သေးမှာ ပါပါတယ်နောက်မှာတော့ကျွန်တော်တို့သူ့ရဲ့ battery view ကိုဘယ်လိုဆန်းထားတယ် daily drive အနေထားဘယ်လိုရှိတယ်အသေးစိတ်ဆန်းထားတဲ့ video လေးလေးထည့်ပေးထားပါတယ်အသေးစိတ်လုံးဝသိကျင်သေးတယ်ဆိုရင်တော့နောက်မှာဆက်ပြီးတော့ like ကြည့်လိုက်ပါအောင်ခင်ဗျာအဲ့ Redmi Note 14 4G G99 Ultra ပေါ်မှာ daily drive အသုံးပြုတဲ့နေရာမှာ battery ဘယ်လောက်စားနိုင်တော့အပူတွေဘယ်လောက်တက်တော့ကျွန်တော်တို့အသေးစိတ်စမ်းခဲ့ပါတယ်အဲ့လိုစမ်းတဲ့နေရာမှာပုံမှန်အတိုင်းပဲပေါ့နော်သူ့ရဲ့ကျွန်တော်တို့ brightness တွေအတန်တွေကိုတဝက်ပူပူစီမှာထားမယ်ဒီခေါက်မှာတော့ကျွန်တော်တို့ wifi နဲ့မဟုတ်တော့ဘဲနဲ့ mobile data နဲ့ပဲစမ်းခဲ့တယ်အတန် data ပေါ့နော်အတန်နဲ့သုံးပြီးတော့ဒါဒီကျွန်တော်တို့ streaming service လောက်တာတွေရောအကုန်လုံးကိုစမ်းပြီးခဲ့တယ်ပေါ့ပထမဆုံး YouTube video တွေကိုကျွန်တော်တို့စပြီးကြည်ပါတယ်။ YouTube မှာသူကကျွန်တော် streaming လုပ်တဲ့နေရာမှာ resolution ကို 2K ဒီပေါ့ထားလို့ရပါတယ်။အဲ့တော့ 2K နဲ့ကျွန်တော်တို့တနာရီကြည့်ရဲ refresh rate ကတော့ 60Hz နဲ့အလုပ်လုပ်ပါတယ်။အဲ့လိုကျွန်တော်တို့ video ကြည့်တဲ့နေရာမှာ SOC ရဲ့ heat က 38°C ရဲ့ဒါမှမဟုတ် 40°C ရဲ့ဝင်းကျင်လောက်တက်တာတော့ကျွန်တော်တို့ တွေ့ခဲ့ရတယ်ဘက်ထရီတရားရာဂိုင်းတော့အပြည့်ရနေပြီးတော့ YouTube ကိုကျွန်တော်တို့တနာရီကြည့်ပြီးတဲ့နောက်မှာဘက်ထရီ63ရာဂိုင်းတော့ကျန်လာဆိုတော့900ရာဂိုင်းတော့လောက်ပဲဘက်ထရီစားတာတွေ့ရတယ် Streaming 2K စားပြီး AMOLED panel ပေါ်မှာ7%ပဲဘက်ထရီစားရဲဆိုတော့သဘောကျစရာကောင်းတယ်မျက်နှာပြင်ရဲ့အပူချိန်ကတော့ကျွန်တော်တို့ဒီတနာရီစမ်းပြီးတဲ့အနေအထားမှာတိုင်းကြည့်ရမှာဒါဒီ7.6 degree celsius အထိအပူချိန်ရှိတာကိုတွေ့ခဲ့ရပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ Telegram ကိုစမ်းပါတယ် Telegram မှာကျွန်တော် 1080p ဗီဒီယိုတွေကိုကြည့်တယ်16 hertz refresh rate နဲ့အလုပ်လုပ်တယ်ဘက်ထရီ63ရာခိုင်နှုန်းအကျန်းနေပြီးတော့ Telegram ကိုတနားကြီးကြည့်ပြီးတဲ့အချိန်မှာ66ရာခိုင်နှုန်းကျန်တာဆိုတော့7%ပဲဘက်ထရီစားတယ်အတူတူပဲပေါ့နော် SOC ရဲ့အပူချိန်ရာဆိုရင်လေဒါကျွန်တော် 36°C ရဲ့ကနေ 39°C အဲ့ဝင်ချိန်ကစားနေတာပဲတွေ့ရတယ်အရင်မပူဘူးမျက်နှာပြင်အပူချိန်ကိုတနားကြီးပြည့်ပြီးတဲ့အချိန်မှာတိုင်းတဲ့နေရာမှာဆိုရင်လေ 35.3°C ရဲ့ပဲတက်တာတွေ့ရပါတယ် ဆက်ပြီးတော့ကျွန်တော်တို့ TikTok တနာကြီးဆက်ကြည့်ပါရစေ TikTok မှာတော့ကျွန်တော် auto score နဲ့ပဲကြည့်တယ်ပေါ့နော်အဲ့ဒီမှာလည်း refresh rate က 60Hz နဲ့ပဲအလုပ်လုပ်တာကိုတွေ့ရပါတယ် SOC ရဲ့ heat အပူချိန်ကဒီတနာ yı TikTok ဆန်းတဲ့အနေအထားအတွင်းမှာ 42°C အထိပဲတက်ခဲ့တယ်။ TikTok ကိုကျွန်တော်ဘက်တရီ66ရာခိုင်နှုန်းအကျန်ကနေပြီးတော့ကြည်တာ။တနာ yı ပြီးတဲ့အချိန်မှာ89ရာခိုင်နှုန်းကျန်တာဆိုတော့ TikTok video ကြည့်ရင်လည်း 900ခန်းလုံးပဲ battery စားရဲဆိုတော့ပုံမှန်အသုံးများတဲ့ YouTube Telegram TikTok တွေကိုသုံးရင်တနားကြီး7%ဆိုတာ battery သက်သက်တာတဲ့အဲ G99 Ultra SoC လို့ပြောလို့ရတယ်ညနေပြင်အပူချိန်ကိုတနားကြီးကြည့်ပြီးတဲ့အချိန်မှာတိုင်းတဲ့အခါမှာလဲ39.5 degree Celsius အထိပဲတက်တာကိုတွေ့ခဲ့ရပါတယ်ဒါကကျွန်တော်တို့ streaming လုပ်ပြီးတော့ကြည့်ရတာပေါ့နောက်တစ်ခုထပ်ဆန်းတာကတော့ပုံထဲကိုကျွန်တော်တို့ video တွေထည့်ပြီးကြည့်တတ်တဲ့ညီကိုတွေအတွက် အဲ full hd plus ပေါ့နော် full hd plus ဆိုတာလုံးဝ hd video အကောင့် file ကိုထည့်ပြီးတော့ကျွန်တော်တို့ ကြည့်ကြည့်ပါရယ်အဲ့လိုဗီဒီယိုကိုဆက်သေးကြည့်တဲ့အချိန်မှာဆိုရင်လေ display က 60Hz နဲ့အလုံးလောက်တာကိုတွေ့ရတယ် battery 89ရာခိုင်နှုန်းအကျန်းနေပြီးတော့ကျွန်တော်တို့ဗီဒီယိုတနာကြီးကြည့်ပြီးတဲ့အချိန်မှာ84ရာခိုင်နှုန်းကျန်တာဆိုတော့ကိုယ့်ရဲ့ဆက်သေးကိုဗီဒီယိုထည့်ကြည့်မယ် full hd resolution အပြည့်ဗီဒီယိုဖြစ်တဲ့ဟိတ်ဆိုရင်တော့ battery 5%ပေါ့နော်9ရာခိုင်နှုန်းပဲစားရဲဆိုတာလေ battery စားတက်တာလေလို့ပြောလို့ရတယ် soc ရဲ့အပူချိန်ကတော့39 degree celsius လောက်ထိတက်ခဲ့တယ်တနာကြီးပြည့်ပြီးလို့ပြင်းတဲ့ပြင်ကိုအပူချိန်တိုင်းနေနေရမှာ 37.3 degree celsius ဆိုတာကကျွန်တော်တို့ဖုန်းထဲမှာ 1080p ထည့်ကြည့်မယ်ဟိဆိုရင်အပူတက်တာသလိုဘက်ထရီစားလည်းတက်တာတာကိုတွေ့ရပါတယ်နောက်ထပ်ကတော့ပုံမှန် G99 နေမှာ rendering လုပ်လို့မရနိုင်တဲ့ 4K video ပေါ့နော်ဒီကောင်မှလည်းထုံနည်းလကောင်းပါပဲကျွန်တော်တို့ 4K video ကိုသူဖောက်သူထစ်တာမထစ်တာခဏအသာထားပေါ့နော် run ရင် run လို့ရလားဘက်ထရီဘယ်လောက်စားနိုင်တော့သိချင်တာဖြစ်တဲ့အတွက် 4K video ကို run ကြည့်တယ်ထင်ထားတဲ့အတိုင်းပါပဲကျွန်တော်တို့ကြည့်လို့တော့ဖြစ်တယ်ကြော်လိုက်မယ် ဒါမှမဟုတ်ရင်သွားနေတဲ့အချိန်မှာအထစ်တထစ်တဲ့သွားတာရုပ်တည်ပြတ်သွားတာမျိုးတော့ရှိတယ်ဒါပေမဲ့တဏှာကြီးပြီးအောင်တော့ကျွန်တော်ဆန်းခဲ့ပါတယ်အဲ့တော့သူ့ရဲ့ CPU ကဟိုမနိုင်မနေ rendering လောက်လာတာဖြစ်တဲ့အတွက် အပူလည်းပူတက်ပါတယ်ဘာလို့ဆို 4K video ကိုကျွန်တော်တို့ဆန်းတဲ့အချိန်မှာဆိုရင်တဏှာကြီးပြီးလို့မျက်နှာပြင်အပူချိန်ကို တိုင်းလိုက်တဲ့အနေထားမှာဆိုရင်42.1 degree celsius ရဲ့အထိတက်တယ်ဆိုတာ အဒီ daily drive ကိုတုံးနေကြနေရမှာအပူတက်ဆုံးမျက်နှာပြင်အပူတက်ဆုံးဖြစ်ခဲ့တယ်လို့အာကျွန်တော်တို့သူ့ရဲ့ rendering ပေါ့နော်အာဒီ SOC အပူချိန်မှာဆိုရင်လေ41 degree celsius 43 degree celsius လောက်ထိတက်ခဲ့တာကို တွေ့ရတယ်အဲဘက်ထရီကလည်းစားပါတယ်84ရာခိုင်နှုန်းကျန်တဲ့ 4K ဗီဒီယို rendering လုပ်တတ်တဲ့အချိန်တနာရီပြည့်တဲ့အချိန်မှာ63ရာခိုင်နှုန်းကျန်တာဆိုတော့17ရာခိုင်နှုန်းလောက်ဘက်ထရီသွားစားတာကိုတွေ့ရတယ်ဒီ device ပုံမှာလည်းတကယ်တမ်းပြောရရင် 4K ဗီဒီယိုကြည့်ဖို့အဆင်မပြေဘူးပေါ့နော်ချောချောမွေ့မွေ့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့တိအောင်လို့ review မှာထည့်ဆန်းပေးထားတာဖြစ်တယ်ဆက်ပြီးတော့မြန်မာပြည်မှာအသုံးအများဆုံးဖြစ်တဲ့ Facebook ကိုစမ်းနေပေါ့ဗျာ Facebook ကိုစမ်းတဲ့နေရာမှာသဘောမချစရာကောင်းတာက new feed တွေကိုပုတ်တဲ့အနေအထားတစ်ခုမှာ16 hash နဲ့ပဲအလ ုပ်လို့ပါတယ်ဗီဒီယိုကြည့်ရင်လည်း 60Hz ပါ new fee ကိုပုတ်နေရင်လည်း 60Hz နဲ့ပဲအလုပ်လုပ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့က auto switch default မှာထားပြီးတော့အလူလျောက်120 Hz နဲ့အလုပ်လုပ်စေချင်တာတော့ဒီမှာတော့မီဝိုင်ကြောင့်ပဲလား update ပဲမရလားမသိဘူးကျွန်တော် swipe လုပ်တဲ့အချိန်မှာ 60Hz နဲ့ပဲအလုပ်လုပ်တာကိုတွေ့ခဲ့ရပါတယ် Facebook ကြောင့်လည်းဖြစ်နိုင်တယ်လို့မီဝိုင်ကြောင့်လည်းဖြစ်နိုင်တယ် battery ကတော့အရင်ကြီးစားတာမတွေ့ခဲ့ရဘူးဘာလို့ဆိုတော့ကျွန်တော်63ရာခိုင်နှုန်းအကျန်းနေပြီးတော့ Facebook တနာရီသုံးတဲ့အချိန်မှာ 54ရာဂိုင်းလုံးဘက်ထရီကျန်တာဆိုတော့900ရာဂိုင်းလုံးဘက်ထရီစားတယ်အဲ့တော့အရင်ဘက်ထရီစားတဲ့အထက်မှာမပါဘူးတကယ်တမ်းပြောရင် Facebook သုံးရင်ဘက်ထရီစားတက်တာတယ်လို့လည်းပြောလို့ရတယ် SOC ရဲ့ heat က 38°C ရဲ့ကနေပြီးတော့ 41°C လောက်ထိအတက်ကြရှိတယ်မျက်နှာချင်းအပူချိန်ကတော့ဒီမှာတက်တာသွားပြီပေါ့နော်ကျွန်တော်တို့တနာကြီး Facebook သုံးပြီးတော့စမ်းတဲ့အချိန်မှာ 38.7°C ရဲ့ဆိုတော့မဆိုးပါဘူးဘာလို့ဆိုတော့နေရာဒီ room temperature 31.4°C ရဲ့မှာ သူ့ရဲ့အပူ38ဆိုတာကကျွန်တော်အပူတက်တာတဲ့အနေထားတစ်ခုမှရှိရလို့ပြောလို့ရတယ်။နောက်ထပ်ကတော့ဖုန်းမှာကျွန်တော်ဘက်ထရီအစားဆုံးနောက်နောက် mic တွေကင်မရာတွေဖြိုင်းလို့သုံးရတဲ့ Facebook Messenger call ကိုဆက်ဆံပါတယ်။အဲ့ဒီမှာတော့ဒီတဲ့အတိုင်းပေါ့နော်ပုံမှန်တိုင်းကဒီ Messenger video call တွေမှာ ်ဘယ်ထရီစားတာများသလိုအပူတက်တာများသလိုဒီကောင်မှာဆိုရင်လေအာကျွန်တော်တို့ refresh rate က CC has နဲ့ပဲ video call ခေါင်းတွေအနေထားမှာအလုပ်လုပ်တယ်ဘက်ထရီ54ရာခိုင်နှုန်းအကျန်နေပြီးတော့ဒီ messenger video call ကိုတနားကြီးခေါ်ပြီးတဲ့အချိန်မှာ52ရာခိုင်နှုန်းပဲဘက်ထရီကျန်တာဆိုတော့12ရာခိုင်နှုန်းလောက်တော့ဘက်ထရီသွားစားတာတွေ့ရတယ်ကျွန်တော်တို့ daily ride သုံးတဲ့နေရာမှာဘက်ထရီအစားဆုံးလို့ပြောလို့ရတာကဒီ messenger video call အထူးသဖြင့် zone လို့ဘာလို့သုံးနေဟိဆိုရင်12ရာခိုင်နှုန်း73ရာခိုင်နှုန်းဒီဘက်ထရီစားနိုင်တယ်တနားကြီးသုံးပြီးတဲ့အချိန်မှာ ်မှာကျွန်တော်မျက်နှာပြင်ကိုအပူတိုင်းတဲ့နေရာမှာ42.6 degree celsius ထိအပူတက်တယ်ဆိုတာအကကျွန်တော်ရှေ့မှာဆန်းခဲ့တဲ့ 4K video rendering deck ကို messenger video call မှာအပူတက်တာကိုရပါတယ်ဒါပေမဲ့7နှစ်ရာဂိုင်းလုံးဘက်တရီစားတယ်ဆိုတာကဒီ messenger video call သုံးမယ် zone သုံးမယ်ဟိဆိုရင်အဲဘက်တရီသာတက်တာတဲ့အထက်မှာပါတဲ့ဖုန်းတလုံးလို့ပြောလို့ရပါတယ်9နာရီဇက်တိုက်ဆန်းပြီးတဲ့အနေထားမှာဘက်တရီ58ရာဂိုင်းလုံးပဲစားပြီးတော့ 50နှစ်ရာခိုင်နှုန်းကျန်နေတယ်အဲ့တော့50နှစ်ရာခိုင်နှုန်းကျန်နေကျွန်တော်တို့ YouTube Daily Drive ကိုသုံးရင်7%ဟောဆိုတာဟုတ်ရဲ့လားတေးကြအောင်လို့ YouTube Stream ကို 2K Resolution မှာထားပြီးတော့ 16Hz နဲ့ကျွန်တော်တို့ထက်ကြည့်တယ်အဲ့လိုကြည့်ရတဲ့နေရာမှာဆိုရင်တနာ yı ကျွန်တော်တို့ဒါ battery 50နှစ်ရာခိုင်နှုန်းအကျန်နေကြီးလိုက်တာ34ရာခိုင်နှုန်းကျန်တာဆိုတော့တနာ yı ကို8%ပဲစားတာတွေ့ရတယ်ပေါ့နော်အဲ့တော့တေးကြတယ်ကျွန်တော်တို့ Social Media Daily Drive တွေသုံးဖို့အတွက်7 to 9%ဒီဒီကောင်းရဲ့ average ဘက်ထရီကုန်နိုင်တဲ့အနေထားတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါကောက်ချက်ချလို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ပုံမှန်သုံးနေကြ daily drive တွေအဲ့ဒီမှာဒီတစ်ခေါက်ကကျွန်တော်ဘာအပူထည့်ဆန်ပေးထားတော့ဆိုတော့ဖုန်းမှာဟိုအပူဆုံးနဲ့အဲဘက်ထရီအစားဆုံးဖြစ်နိုင်တဲ့ဗီဒီယိုရိုက်တာပေါ့ဗျာကင်မရာတုံးရင်ဖုန်းကပူတယ်ဗျာကင်မရာကြီးလည်းဖွင့်ပြီးတုံးရတယ်ကျွန်တော်တို့ record လုပ်တဲ့အချိန်မှာဒီ encoding နေ rendering နေလောက်တာဖြစ်တဲ့အတွက် 1080p 60fps နဲ့ကျွန်တော်တို့အဲနိုင်ွက်ဗီဒီယိုရိုက်ထားကြည့်လိုက်တာ အဘရီဘလောက်ကုန်ပြီအပူဘလောက်တက်တုံးဆိုတာသိအောင်လို့အဲ့တော့ကင်မရာထဲမှာလည်းသူက 60Hz နဲ့ပဲသူ display ကအလုံးလုံးနေတယ်။ဒါမှအဲ့ဒါမလိုပါဘူး။ဒါပေမဲ့ကျွန်တော်ကဟိုတည်တောင်းလို့ပြောပြတာအပူချိန်ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်။ဒါ video record လုပ်ရင်အပူတက်တာဆိုတော့ 45.5°C လောက်ထိသူ့ရဲ့မျက်နှာပြင်အပူချိန်ကြီးကတက်မယ်။ SOC ရဲ့အပူချိန်ကလည်း 46°C လောက်ထိသွားတက်တာကိုတွေ့ရတယ်။ကျွန်တော်က 31ရာခိုင်နှုန်းအကျန်းနေပြီးတော့နိုင်ခွက်အိတ်ဟာကိုရိုက်ပြီးတဲ့အနေအထားမှာဘက်ထရီက23%ကျန်တာဆိုတော့31 23ဆို8%လောက်သွားစားတယ်။အဲရိတ်ပြန်အချိုးချလိုက်ရင်ကျွန်တော်တို့က 1080p 60 fps video record လုပ်ဖို့အတွက်3.8မိနစ်ဝင်းကျင်မှာ1%ဘက်ထရီကုန်တယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့တနားကြီးဆိုရင်16ရာခိုင်နှုန်း18ရာခိုင်နှုန်းဘက်ထရီကုန်မဲ့အနေအထားရှိပါတယ်။ဒါ video record နဲ့ပတ်သက်ပြီးတော့ အပူတက်တာနဲ့ဘယ်လိုစားရအောင်တည်ခြင်းလို့ကျွန်တော်ကိုယ်တိုင်လည်းစမ်းလိုက်တာပါเนาะအဲ့တော့အပူဆုံးကတော့ဗီဒီယိုရီကော်လုပ်ရင်အပူဆုံးလို့ပြောလို့ရပါတယ်ဒီလိုစမ်းတဲ့နေရာမှာကျွန်တော်ရဲ့ခန်းအပူချိန်ဒီ33 degree celsius ကအမြင့်ဆုံးအပူချိန်ပေါ့เนาะအနိမ့်ဆုံးအပူချိန်ဆိုရင်တော့31 degree celsius လောက်ထိအနိမ့်ဆုံးနေမှာစမ်းတာပါတကယ်လို့ကိုယ်အသုံးပြုတဲ့အချိန်မှာ room temperature ဒီကျွန်တော်35ဖြစ်သွားတယ်37ဖြစ်သွားတယ်ဆိုရင်ဖုန်းရဲ့အပူချိန်ဒီ detect တတ်နိုင်တယ်လို့ battery လည်းပိုစားနိုင်တဲ့အနေအထားမှာရှိပါလိမ့်မယ် Redmi Note 14 4G ရဲ့9500 mAh ကိုသူ့ရဲ့ original 33 watt နဲ့အားသွင်းတဲ့နေရာမှာတော့13%အကျန်းနေပြီးတော့100%အပြည့်အထိကျွန်တော်တွင်းကြည့်တာ90မိနစ်နဲ့49စက္ကန့်ဝန်းကျင်တောင်မှာ100%အတိအကျပြည့်တာကိုမြင်ရတယ်ပေါ့နော်သူတို့ကြော်ညာသလို44မိနစ်နဲ့တော့အားဝင်တာ မတွေ့ခဲ့ရဘူးဒါသည်သူ့ရဲ့ setting ထဲမှာအမြင့်ဆုံးဖြစ်တဲ့ speed app နဲ့တွင်းတာပါဈေးနည်းနည်းပုံများတဲ့ Hot 50 Pro Plus နဲ့ပြိုင်တူအသွင်းနဲ့နှုန်းကိုစမ်းကြည့်ပါတယ်အဲ့မှာတော့ result ကကြီးနေစရာကောင်းပါတယ်ဘာလို့လဲဆိုတော့ Note 14 4G ရဲ့9500 mAh က Hot 50 Pro Plus မှာပါတဲ့9000 mAh 33W ထက်အသွင်းမြင်တာကိုတွေ့ရတယ်ပေါ့နော်7မိနစ်အသွင်းရင်28ရာခိုင်နှုန်းပြည်တယ်မိနစ်30အသွင်းနဲ့ဟိဆိုရင် 40ရာခိုင်နှုန်း30မိနစ်အားသွင်းတဲ့ဟိတ်ဆိုရင်52ရာခိုင်နှုန်း40မိနစ်အားသွင်းတဲ့ဟိတ်ဆိုရင်64ရာခိုင်နှုန်း50မိနစ်အားသွင်းတဲ့ဟိတ်ဆိုရင်85ရာခိုင်နှုန်း60မိနစ်အားသွင်းမဲ့ဟိတ်ဆိုရင်တော့86ရာခိုင်နှုန်းအားပြည့်ပြီးတော့မိနစ်80မှာဆိုရင်တော့98%ထိအားပြည့်တာတွေ့ရပြီးတော့81မိနစ်ခွဲပေါ့နော်81မိနစ်နဲ့49စက္ကန့်မှာတော့100%ပြည်တာကိုတွေ့ခဲ့ရပါတယ်။သူမှပါဝင်တဲ့ G99 Ultra ရဲ့ performance နဲ့ကျွန်တော်တို့ gain တော်တော်များများကို average ပြောလို့ရအောင်စမ်းပြီးခဲ့တယ်ပေါ့နော်မိုဘိုင်းလေးကျင်းကို3နာရီပက်ဂျီကို1နာရီ HOK 1နာရီ E44 1နာရီစမ်းခဲ့တယ်အကုန်လုံးကိုကျွန်တော်တို့မိုဘိုင်းဒေတာနဲ့စမ်းခဲ့တာဖြစ်တယ်အတန်ကက်နေပဲစမ်းတာပါနော်အဲ့တော့အဲ့လိုစမ်းတဲ့နေရာမှာ G99 Ultra မှာမိုဘိုင်းအေဂျင့်ကိုစော့မယ်ဟိဆိုရင်တော့ Super Ultra ရမယ်ဗျာ frame rate က Super graphic က Ultra အဲကျွန်တော်တို့၃နာရီဇက်တိုက်စော်တယ်ပထမ၃နာရီမှာဘက်ထရီ၁၂ညာဂိုင်းနော်ဒုတိယ၃နာရီ၁၂ညာဂိုင်းနော်တတိယ၃နာရီမှာတော့၁၃ညာဂိုင်းနော်ကုန်တာကိုတွေ့ရတယ်ဒီ၃နာရီ တွင်းမှာအရင်အပူချိန်ထိုးတက်သွားတာမျိုးမရှိဘူးရှေ့မျက်နှာပြင်ကအပူဆုံးအချိန်ဆိုတာ43 degree celsius ကအပူဆုံးပဲအမှန်တိုင်းပြောရရင်အရင်ပူတဲ့အနေထား45လောက်မှအရင်ပူတာပေါ့နော်အဲ့တော့ပူတော့ပူတယ်နှွေးတယ်ဆိုတဲ့အနေထားတစ်ခုကိုပဲတွေ့ခဲ့ရတယ်အဲ့တော့ mobile legend ကိုဒီကောင်ပေါ်မှာစော့ရင်အဆင်ပြေနိုင်တယ်ကျွန်တော်တို့3နိုင်ဈမ်းတဲ့ result အရတော့အများဆုံး73ရာခိုင်နှုန်းပဲ battery စားခဲ့ပါတယ်ဒါက wifi နဲ့စော့မယ်ဟိဆိုရင်အန်ဒီထက်လေ battery စားတဲ့နှုန်းကရောကောင် ရော့နိုင်ပါတယ်အပူချိန်လည်းပို့ပြီးတော့ရော့နိုင်တယ်ပေါ့နော်ဒါပေမဲ့ထည့်ပြောစရာရှိတာဗျာအကျွန်တော်တို့အခုဆန်းနေရဲ့အပူချိန်က37ဒီဂရီဆက်စီယက်လောက်မှာဆန်းနေတာဘလို့တို့ဒီဖုန်းကိုဝင်လိုက်တယ်39ဒီဂရီဆက်စီယက်မှာဆန်းမဲ့ဟိတ်ဆိုရင်ဒီတက်ပို့ဘူးသလိုဒီထက်လည်းဘက်ထရီစားနိုင်တယ်။ဘက်ကြီးမှာတော့ကျွန်တော်တို့ Smooth Ultra နဲ့ပဲဆော့လို့ရပါမယ်။ Smooth Ultra အာ HD High now ကျွန်တော် Valence Ultra ပေါ့နော်။အဲ့ဒီ graphic reset တွေကိုရတယ်။ကျွန်တော်တို့စမ်းတာတော့ Smooth Ultra နဲ့ပဲစမ်းတာ အာအနည်းဆက်ဆုံးမြင်သာအောင်ပြောရရင်ကျွန်တော်တို့အရင်တုန်းကရောင်းရခဲ့တဲ့ Note 11 5G တို့ Note 10 5G တို့မှာဆော့ရတယ်လို့အနေထားမျိုးအဂျာရိုနဲ့ဆော့လို့ရတယ်ဘက်ထရီကတော့ဒီကောင်မှာအာဘလောက်စားတော့ဆိုတော့18%စားပါတယ်16ရာခိုင်နှုန်းစားတာကိုတွေ့ရတယ်အပူချိန်က smooth air tour နဲ့ပဲဆော့တာဆိုတော့လုံးဝမကန်လိုက် နိုင်အောင်ပူတဲ့အနေထားမှာမရှိဘူးနွေးနွေးလေးအနေထားနဲ့ပဲကျွန်တော်တို့စော့ခဲ့ရတယ်ဒါပေမဲ့ပေါ့နော်ကိုက heavy user တကယ်ဟို page ကို share ကြိတ် share ဆော့မယ်ဆိုရင်တော့ဒီထက် more မြင့်နဲ့ပါတဲ့ SOC ပါတဲ့ဖုန်းကိုဝယ်ပေါ့ဒါပေမဲ့ပုံမှန်တစ်နေ့တစ်နာရီနှစ်နာရီစော့တယ်ပုံမှန်အနေထားဒီဈေးတန်းဝင်ချင်ကုမ္ပဏီလုံးနေနေရှင်မယ်ဟိတ်ဆိုရင်တော့ page ဆော့မယ်ဟိတ်ဆိုရင်ဒီကောင်ပေါ်မှာစော့ရတဲ့အနေထား result ကတော့အဆင်ပြေတယ်လို့ပြောလို့ရတယ် နောက်တစ်ခုကကြတော့ကျွန်တော်တို့ e football အဲ e football ကလေတချို့ကြတော့ထင်တယ် e football ကဂိမ်းသင်းသေးလေးလို့တချို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ e football ကိုကျွန်တော်တို့သူ့မှာပါဝင်တဲ့ graphic setting အမြင့်ဆုံးပေါ့ဗျာအမြင့်ဆုံးဆိုတာ stereo graphic high ပြီးရင်ကျွန်တော် player graphic high 16 fps နဲ့ဆော့ကစားတဲ့နေရာမှာရတဲ့အနေအထားကဘာလဲဆိုတော့ချောချောမွေ့မွေ့ smooth ဖြစ်ဖြစ်ဆော့လို့ရတယ်ဘက်ထရီစားတဲ့နှုန်းကကျတော့ဒီကောင်ဒီ16ရာခိုင်နှုန်းစားပါလေ ပက်ဂျီနဲ့အတူတူနှီးပါလောက်သွားစားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အာ eFootball ကိုအထင်မသေးပါနဲ့ပေါ့နော်တကယ်လို့ eFootball ကိုအရင်ဟိုဘယ်လိုပြောမလဲဘက်ထရီစားတာတက်တာပြီးချောချောမွေ့မွေ့စော့ကျင်နေသူဆိုရင်တော့ standard standard 30 fps ဆိုတော့နော်ဘက်ထရီစားတာလည်းတက်တာတလို့ပို့ပြီးတော့လည်း smooth ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီတနာကြီးဆန်းခဲ့တဲ့ reset အတွင်းမှာ အမ်မိုဘိုင်းဒေတာနဲ့ပဲစော်တဲ့ eFootball ကိုအမြင့်ဆုံးပေါ့နော် Serial Graphic High နောက် Player Graphic High 16 FPS တင်မှာကောင်းကောင်းစော်လို့ရတယ်ဒါပေမဲ့ eFootball ဒီ Mobile Legend တို့နောက်ပြောမယ် HOK တို့ထက် battery ပိုစားတာတွေ့ရပါလိမ့်မယ်18ရာခိုင်နှုန်းစားပါတယ်နောက်ထပ်က HOK ပေါ့နော် HOK ကို G99 Ultra ဒီကောင်းပေါ်မှာစော်တဲ့အနေအထားမှာရတဲ့ resolution က ultra ရတယ်အ frame rate ကတော့ ultra ပဲရတယ်အဲ့တော့အဲ့ ultra ultra နဲ့စော်တဲ့အနေအထားမှာ အပူအရင်မတက်ဘူးမိုဘိုင်းလေးချက်နီးပါပဲဒါပေမဲ့ဒီကောင်မှာတော့မိုဘိုင်းလေးချက်တဲ့နည်းနည်းလေးဘယ်ရီပိုစားတယ်ဘလောက်စားတော့ဆိုတော့မိုဘိုင်းလေးချက်က73ရာခိုင်နှုန်းအများဆုံးကုန်တယ်ဆိုဒီကောင်မှာတော့15ရာခိုင်နှုန်းကုန်တာတွေ့ရတယ်ရာသီဥရုပိုပူလာရင်တော့ဒီထက်လည်းပိုစားရင်စားနိုင်ပေါ့ဒါက Note 14 4G ရဲ့ G99 Ultra ပေါ်မှာတကယ်စော်ကစားဖြစ်နိုင်တဲ့ gain တွေကိုကျွန်တော်တို့အကြမ်းအဖျင်းစမ်းသပ်တဲ့ result တွေကိုပြခဲ့တာပါအာ mover gain ကြီးဆော့တဲ့ဟိတ်ဆိုရင်တော့အာနာကုံ15ရာခိုင်နှုန်းကုန်မယ် e44 ဆိုရင်18ရာခိုင်နှုန်း ပက်ဂျီဆိုရင်လေ၁၈ရာခိုင်နှုန်းဘက်ထရီစားတာတွေ့ခဲ့ရတဲ့အပူကတော့ဘယ်လိုပဲပြောပြောမိုဘိုင်းဒေတာနဲ့ဆော့တဲ့အနေထားအခန်းတွင်းပူချိန်31ဒီဂရီဆက်စီရဲ့33ဒီဂရီဆက်စီရဲ့ဆိုရင်ကျွန်တော်တို့ဆန်းနဲ့ဝင်းကျင်တော့အပူချိန်ပဲတက်ပြီးဘက်ထရီစားတာတွေ့ပါလိမ့်မယ်တကယ်ကျွန်တော်တို့ဆန်းခဲ့တဲ့ result အနေထားကအာကျွန်တော်တို့ဒီမှာရည်ပြထားမယ်ပေါ့နော်သူသက်ဆိုင်ရာမှာပက်ကြီးဆိုရင်ဘလောက်ပါ냐စာတန်းလေးထိုးပြလိုက်ပါမယ်အဲ့ဒီတော့မှာပဲအသေးစိတ် ကြည့်လိုက်ပါအနည်းဆုံးအနေနဲ့ဒီ Redmi Note 14 4G ကကျွန်တော်တို့6သိန်း9သိန်းအထက်ဝယ်လို့ရနိုင်တဲ့ကုမ္ပဏီအလုံးကြီးထဲမှာ all rounder perfect ဖြစ်တယ်လို့ပြောလို့ရတယ်နည်းနည်းလေးကြီးပြားရရင်တော့ပါဝင်တဲ့ main camera ကအလုပ်ဖြစ်ပေမဲ့ selfie camera ကတော့သူစည်းတန်းဝင်းကျင်မှာရှိတဲ့ Canon 30S တို့ Hot 50 Pro Plus လောက်တော့ selfie image processing ကိုကျွန်တော်တိတ်မကြိုက်ဘူးဒါပေမဲ့ main camera ကတော့ကောင်းတယ် main camera ကဒီစီးတဲ့ဝင်ကျင်ဖုန်းလေးထဲမှာတော်တော်အဆင်ပြေတဲ့ result ကိုရတယ်။ multimedia ခံစားဖို့ပါဝင်တဲ့ display AMOLED display ကလည်းအဲ့ဒီကျွန်တော်ပြောခဲ့တဲ့နှစ်ကောင်ထက်ပိုကောင်းတဲ့ရုပ်ထွက်အနေထားကိုရတယ်လို့ speaker တွေဆိုရင်လည်းတော်တော်အထင်အတွက်အဆင်ပြေတဲ့အနေထားမှာရှိတယ်။အဘိသင်လေရှိစဉ်တလောက်ရှိတယ်ပေါ့ဗျာ။ပါဝင်တဲ့ဘက်ထရီ9500 mAh 33W fast charging ကအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့လုံလောက်တဲ့အနေအထားမှာရှိတယ်။ဂိမ်းကတော့ကျွန်တော်တို့ စောပြခဲ့ပါတယ်မြင်မြင်ခဲ့ပါလိမ့်မယ်ပေါ့နော်ရှေ့မှာပြောခဲ့တဲ့ကျွန်တော်တို့ gain ဒီပေါ်မှာစောင့်ရနိုင်တဲ့ reset တွေအားလုံးရှေ့မှာပြောခဲ့သလိုအဲ့ဒီ graphic setting တွေနဲ့တစ်ခါတည်းရင်တစ်နာရီနှစ်နာရီစောင့်မယ့်သူတွေလက်ခံနိုင်တဲ့ hey ဆိုရင်တော့ဝယ်ပါ gain heavy user တွေကတော့ကျွန်တော်ကြိုပြောချင်တာဒီထက်ပိုကောင်းတဲ့ tower series ဒါမှမဟုတ် note pro series ကိုတက်ပြီးဝယ်ပါလို့ပြောချင်တယ်အဲ ဟိုအဓိကကတော့ဒီကောင်ကိုဝင်မဲ့ဆိုတဲ့သူတွေဒီရုံသုံးဒါမှမဟုတ်ရင် လုပ်ငန်းသုံးကျောင်းအတွက်သုံးမယ် daily drive ကို MOLED display ပေါ်မှာကောင်းကောင်းလေးသုံးကျင်တဲ့သူတွေအတွက်ကတော့ Note 14 4G ဟာအဆင်ပြေတဲ့ဖုန်းတစ်လုံးဖြစ်တယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ပါမယ်အားလုံးဘိုင်းဘိုင်ပါ Here we go.